ော်ဖီဆိုင်ထားရင်းနဲ့အောက်ဘေးတအုပ်ကိုကော်ဖီဆိုင်ရဲ့ဆောက်ဒီထားရဲ့ဆက်မှာဒီလိုယူခတ်နေတယ်ပေါ့နော်အဲ့ဆောက်ပြာကအာဆရာတော်ဦးစောဒီကရေးတာရယ်ချီမွန်ဇင်းနဲ့ကဲ့ရဲ့ခြင်းဆိုတဲ့ဆောက်ကလေးပဲဖြစ်ပါတယ်အာအရင်ကတော့ဖတ်ထားပူပီးတာဖြစ်တယ်အဲစိုက်လို့လည်းဝယ်သိမ်းထားတယ် ုစီမှာလည်းရှိရပါတော့။ဒါပေမဲ့စာအုပ်တိဆိုလို့ရှိရင်တစ်ခုတည်းရနဲ့တင်ရတာမျိုးဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီစာအုပ်ကလေးကိုပြန်ဖတ်ကြည့်ခြင်းနဲ့ပဲဖတ်ဖြစ်ခဲ့တယ်ပေါ့။အဲ့ဖတ်ဖြစ်ခဲ့တဲ့အခါမှာဟောဖတ်နေရင်လည်းစာအုပ်ထဲမှာရေးသားထားတဲ့အာတင်ကောင်းသည်ဖြစ်စေဆိုသည်ဖြစ်စေဆိုတဲ့ဒီစာစုကလေးကိုတွေ့တဲ့အခါမှာပြန်ပြီးတော့ ခွန်အားတတိယလာတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ကိုမုံကရေးထားတဲ့အစားအုပ်ထဲမှာလူတွေဟာငါ့ဘဝမှာအရေးကြီးပါတယ်တဲ့ငါလည်းရေရှည်ဆက်ဆံရတဲ့သူဟာပို့ပြီးတော့စဉ်းစားတတ်တဲ့သူချင့်ကြင်တတ်တဲ့သူအကောင်းဆုံးကိုရွေးချယ်ပြီးလုပ်တဲ့သူဖြစ်ရမယ်အဲ့ဒါလိုရမန်ချက်တခုထားတဲ့နဲ့ အဲ့ဒီလိုခံယူချက်ထားလိုက်လို့ရှိရင်ပတ်ဝန်းကျင်မှာစီးပွားရေးအခြေအနေတွေအမျိုးမျိုးပြောင်းနေတယ်။ကမ္ဘာအခြေအနေတွေအမျိုးမျိုးပြောင်းနေတယ်။ဘယ်လိုပြောင်းသွားပြောင်းသွားကိုယ်စိတ်ထားကအောက်ကိုကျမသွားဘူး။ကိုယ်ထားတဲ့ရည်မှန်းချက်ကအငြင်းတန်းကိုယ်စိတ်ထားကိုမြင့်သေးနေတယ်။ဘာကြီးဖြစ်နေဖြစ်နေငါရဲ့ဦးတည်ချက်ကိုဘယ်တော့မှမပြောင်းဘူး။တင်ကောင်းရင်ကျွန်ုပ်မဆိုးပါလို့ပြောတာကြားဘူးရယ်နော်တဲ့ခံယူချက်တကယ်မှန်တဲ့သူကတော့ တင်ကောင်းသူဖြစ်စေဆိုးသူဖြစ်စေကျွန်ုပ်ကတော့ပုံမှန်အတိုင်းပါပဲပုံမှန်စိတ်ထားနဲ့ပုံမှန်ဆက်ဆံရေးကိုထားမယ်တက်နိုင်သလောက်အားလုံးအတွက်အစဉ်ပြေဖို့ကြိုးစားပါပဲလူတွေကတော့အမျိုးမျိုးရှိပါတယ်စိတ်ထားကောင်းတဲ့လူလည်းရှိတယ်စိတ်ထားမကောင်းတဲ့လူလည်းရှိတယ်အာဘုံဘုံကစိတ်ထားမကောင်းတဲ့လူတွေကိုပါစိတ်ချမ်းသာစေချင်ပါတယ် ူတို့တနေ့တခြားပို့ပြီးတော့စိတ်ထားကောင်းနေသူတနေ့တခြားပို့ပြီးတော့စိတ်အေးချမ်းနေသူတနေ့တခြားပို့ပြီးတော့အသိဉာဏ်တွေမြင့်မားလာရတယ်စိတ်ကိုဖြစ်စေချင်ပါတယ်ဘာလို့လဲဆိုတော့သူတို့စိတ်ထားတွေကောင်းလာရင်သူတို့အသိဉာဏ်တွေရှိလာရင်ကိုယ်အတွက်တော်တော်အကျိုးရှိတယ်တဲ့ဒါကြောင့်ဉာဏ်ဉာဏ်စိတ်ထားကောင်းပါစေလို့မြစ်တာပို့ပါတယ်တဲ့အဲ့ဒီစာရင်းလေးကို ရဲ့စာပြီးကိုဖတ်ရတဲ့အချိန်အဲစာပြီးအဲ့ဒီစာပြီးရှိပြီးကိုဖတ်ခဲ့ပြီးလေဖတ်ခဲ့ပြီးရခါမှာဟုတ်တာပေါ့လူတွေကပြောကြတယ်တင်ကောင်းတင်ကျွန်တော်မဆိုးပါဆိုပြီးတော့ပြောကြတယ်ဘာကြောင့်လဲတင်ကောင်းကောင်းမကောင်းကောင်းကိုကကောင်းအောင်ပါပေါ့မကောင်းတာကသူတို့ကိစ္စကောင်းအောင်ထားရမယ်စိတ်ထားကကိုရဲ့ကိစ္စလူတွေဟာကိုစိုက်ဘူးတည်းများကိုရိတ်တည်းများ ကောင်းတာလုပ်တဲ့သူမှန်လည်းများလည်းမကောင်းတဲ့အကျိုးသက်တွေခံရမှာဖြစ်ပြီးတော့ကောင်းတာလုပ်တဲ့သူမှန်လည်းများလည်းကောင်းတဲ့အကျိုးတွေပဲခံစားရမှာဖြစ်တယ်အဲ့တော့ဒီစာစုကလေးကိုဖတ်ပြီးတဲ့အချိန်အနေစားပြီးတော့ကို့အပေါ်သူများကဘလို့ပဲဟောဘယ်လိုပြောမလဲဆူဆူတွန်တွန်ရုံမှာတော့ပါစီတခုခုကိုပြောတော့ပါစီကို့ဘက်ကတော့လုံးဝနင်လို့တလို့ငါပြန်လုပ်လိုက်မယ်နင်ပြောသူကငါပြန်ပြောလိုက်မယ်ဆိုရဲစိတ် လုံးဝမဖြစ်ဘူး။တင်ကောင်းရင်ကျွန်တော်မဆိုးပါဆိုရက်စကားကိုလုံးဝမကျင့်သုံးမဲ့လည်းတင်မကောင်းလည်းကျွန်တော်ကောင်းပါမယ်ဆိုရက်စိတ်ကလေးကိုနှလုံးသွင်းပြီးတော့အကောင်းဆုံးဘုဒ္ဓဘောမဆိုးကောင်းကောင်းမှမနဲ့ကိုယ့်ရဲ့စိတ်ရင်းစိတ်ရဲ့ခါရနားရတိုင်းစိတ်တိုင်းယူနီဆက်ဆက်ကြောဆိုပြပါတယ်။ဒါကြောင့်တင်ကောင်းရင်ကျွန်တော်မဆိုးပါလို့ပြောတတ်တဲ့ solution เนาะစလုံးတင်တတ်တဲ့ solution เนาะ အာတင်းမကောင်းလည်းကျွန်ုပ်ကောင်းမယ်ဆိုတော့စိတ်ကလေးကိုနှလုံးသွင်းကြည့်ကြလို့ရှိရင်ပို့ပြီးတော့အေးချမ်းပါမယ်ပို့ပြီးတော့ကောင်းမွန်တဲ့ energy ကိုပို့ပြီးတော့ရှားလာနိုင်မယ်လို့ထင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအာအဲ့ဒီလိုမျိုးလေးပဲစင်တုံးနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ချစ်စွာ